မင်္ဂလာပါရှင်ခေတ်သစ်တီလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အုပ်စုကိုတရားစွဲဆိုဖို့ SACM အဖွဲ့ဝင် Mrs. Chan Healy နဲ့ NUG ဝန်ကြီးဦးအောင်မျိုးမင်းတို့တွေ့ဆုံဆွေးနွေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်အုပ်စုကိုနိုင်ငံတကာခုံရုံးတွေနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုဖို့ကုလအထူးကိုယ်စားလှယ်ဟောင်းယန်ဟီးလီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ကုလအထူးကိုစလဲဟောင်းလည်းဖြစ်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ Special Advisory Council for Myanmar SACM အဖွဲ့ဝင်လည်းဖြစ်တဲ့ Mrs. Yan Healy, Professor Yan Healy တို့တောင်ကိုရီးယားသမ္မတနိုင်ငံမှာမေလ14ရက်မနေ့ကအခုလိုတွေ့ဆုံဆွေးနွေးခဲ့တာလို့ဆိုပါတယ်။ အဆိုပါပြည်စုံဆွေးနွေးမှုအတွင်းစစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတာတွေကိုနိုင်ငံတကာခုံရုံးတွေနဲ့တောင်ကိုရီးယားသမ္မတနိုင်ငံမှာတရားစွဲဆိုအရေးယူနိုင်ရေးဆွေးနွေးကြတယ်လို့ဆိုပါတယ်ပြည်ဆောင်ဆွေးနွေးမှုမှာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ Mrs. Tian Hee Lee တို့အပြင်အမျိုးသားညီညွတ်ရေးအစိုးရရဲ့တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းတောင်ကိုရီးယားနိုင်ငံရှိရှင်တွေနဲ့အရက်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တွေလည်းပါဝင်တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ် ဆက်လက်ပြီးကြောက်တော်မျိုးတို့ကိုစစ်တပ်ကလေးချောင်းဖြင့်ထပ်မံပုံကျဲတိုက်ခိုက်မှုဖြီသူခုနှစ်ဦးသေဆုံးပြီးလေးဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်တော်မျိုးကိုအကြမ်းဖက်စစ်တပ်ကလေးချောင်းဖြင့်ပုံကျဲ ရှခိုင်ပြည်နယ်တောက်တော်မြို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါရယ်။ယနေ့မေလ15ရက်နေ့မိုးလင်းနေ့နာရီခန့်တွင်တောက်တော်မြို့ရွာမရက်ကွက်စိုက်ပျိုးရေးကြောင်းအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကပေါင်900ပုံဖြင့်တင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ အကြမ်းဖက်စစ်တပ်ဤလေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူ9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ၄ဦးရှိပြီးဒဏ်ရာရရှိသူများတဲတွင်အသက်အန္တရာယ်ဆိုးရင်ရသူများလည်းပါဝင်ကြောင်းသိရှိရပါတယ်။လောလောဆယ်ကြောက်တော်ဘုံကျဲခံရမှုမှာတော့သေဆုံးသူ9ဦးနဲ့ဒဏ်ရာရသူ၄ဦးလို့တော့ကနက်ဦးသိထားတယ်။ကလေးငယ်တွေလည်းပါဝင်နေ။မြို့မရွှေကြောင်းအနောက်ဘက်မနေ့ကပြစ်တဲ့နေရာနဲ့အနီးမှာကြားတယ်။စိုက်ပျိုးရေးသိပ္ပံကြောင်းအနီးမှာနောက်ပြီးမြို့ဝင်စီဆိုင်တန်းလမ်းမထက်တွေမှာကြားတယ်။ ။နောက်ထပ်ဒဏ်ရာရသူတွေဒဏ်ရာပြင်းသူတွေလည်းရှိနေသေးတယ်။အပြစ်ခံရတဲ့နေရာတွေကတော့ကမန်အရက်သားတွေနေထိုင်တဲ့နေရာတွေပါဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ ကြောက်တော်မျိုးရွာမရက်ွက်ကိုမေလ14ရက်နေ့ညနေပိုင်းကလည်းအကျန်းဖက်စစ်တပ်ကပေါင်900ဘုံများကျဲချတိုက်ခိုက်ခဲ့ရာအမျိုးသမီး2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်ရသည့်တောင်မျိုးနယ်ထွန်းရွေကြီးရွာကိုလည်းမေလ13ရက်နေ့နံပိုင်းကအကျန်းဖက်စစ်တပ်ကပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်များနှင့်အမျိုးသမီးများအပါအဝင်အရသာပြည်သူ12ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးဒဝဲမြို့အဝင်းရှိပေါတိုင်းတရာဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၉ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းဒဝဲခရိုင်ဒဝဲမြို့အဝင်းရှိပေါတိုင်းတရာဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၉ဦးသေဆုံးခဲ့ကြောင်းဒဝဲခရိုင်တပ်ပေါင်းစုကထုတ်ပြန်ပါတယ်။ မီလာ9ရက်နနက်9:30မိနစ်ကတဝဲမြို့အဝင်ရှိပေါက်တိုင်းတရာဂိတ်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနအိခန့်ကြာမြင့်ခဲ့ပြီးစစ်ကူစစ်သားများရောက်ရှိလာသောကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်ရင်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှစစ်သားပြူစောတီကိုဦးသေးဆုံးပြီးခုနှစ်ဦးအပြင်ထံတန်ရာရရှိကပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှရဲဘော်များအလုံးထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် အဆိုပါတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုထောင်းညီနောင်စစ်ကြောင်းအော်အော်စစ်ကြောင်းတဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတင်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကပါမိခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတင်းတက်ခွဲတင် KNL တပ်မဟာလေးအထူးတပ်ဖွဲ့တဝဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT နှင့် drone တပ်ဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် မိဘပြည်သူများထံမှပစ္စည်းများသိမ်းယူခြင်းအနိုင်ကျင့်ဗိုလ်ကြားခြင်းဖန်စီခြင်းများပြုလုပ်နေသော စစ်ကောင်စီတပ်သားများကိုဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းတဝယ်ခရိုင်တပ်ပေါင်းစုကအတိပေးထုတ်ပြန်ပါတယ်ဆလပီဆလင်းမျိုးနယ်တွင်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၃ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းဆလင်းမျိုးနယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့ကြောင်းမြို့မှုခရိုင်အမှတ်၅တိုင်ရင်မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ မေလ12ရက်နေ့မောလဲတနားရီ20မိနစ်ခန့်တွင်ဆလင်းမြို့နယ်မြင်းဒီကုန်းကျေးရွာဆလင်းကံပြားလမ်းဆောင်အနီးအထိုင်ချတပ်ဆွဲထားသောအင်အား150ခန့်ပါအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲနှင့်ပြူစော်တီများပူးပေါင်းထားသောစစ်ကြောင်းကိုချင်းတောင်ကျေးရွာအနီးမရောက်ခင်မင်းမှုခရိုင်တပ်ရင်းကတပ်စုမှတော်လန်ရဲရဲပေါ်များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ။ရင်တိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသည်မိုင်းထိမှန်ပြီးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းထို့ပြင်တိုက်ပွဲအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လှန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေကကြေးရွာတွေဝင်ပစ္စည်းတွေယူတာမျို ကျင်းငတ်တွေချက်ပြုတ်စားတာမျိုးရှိပါတယ်။နေမည်ရှင်းလင်းမှုအကုန်မလုံဆောင်ရသေးတော့အပြည့်အစုံမတိရသေးပါဘူး။ပြည်သူတွေတော့ဘေးလို့ရရွှေပြောင်းထားပါတယ်။နောက်ထပ်စစ်တောင်းတွေကဝင်ရောက်နေစဲမှုပြည်သူအနေနဲ့မြေပြင်ရောဝေဟင်ရောသတိအတိလေးတွေရှိကြပြီးပူပေါင်းပါဝင်ကြစေချင်ပါတယ်ဟုမင်းမှုခရိုင်အမတ်ကတရင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဆလပီကောလင်းမင်တန်နဲ့ကံကောမျိုးနယ်တို့တွင် စစ်ကောင်စီတပ်ကတိုက်လျင်ဖြင့်ပုံများကျချမှုစာတင်ကြောင်းနှင့်နေအိမ်များမိလောင်ပြက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းရှိကညို့အင်းရွာအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ပုံနှလုံးလာရောက်ကျဲချခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောကြားပါရယ်မီလာ၁၄ရက်နေ့ည09:23မိနစ်အချိန်မန္တလေးတရာဦးလီတပ်မှကျလာသည့်အကြံဖက်စစ်တပ်၏ဂျက်ဖိုက်တာဖြင့်ပုံနှလုံးကျဲချခဲ့ခြင်းဖြစ်ပြီးဘုံများမပေါက်ွဲခဲ့တော့လဲနေအိမ်တလုံးပေါ်ဘုံတဲတဲ့ကြာရောက်သဖြင့်နေအိမ်ပျက်စီးခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါရယ်ဦးမြင့်သိန်းအိမ်ပေါ်ကြာတာအိမ်ပြက်တဲ့နောက်တစ်လုံးကဦးဖိုးနီအိမ်ရှိလေကားပေးကြာ ာပြည်သူတွေပဲတိုက်ပွဲလည်းမရှိဘူးဟုဒေသခံပြည်သူတို့ကသတင်းဌာနသို့ပြောပါရယ်ထို့ပြင်ချင်းပြည်နယ်မင်းတပ်မျိုးနယ်အတွင်းကိုလည်းအကြမ်းဖက်စစ်တပ်ကချက်ဖိုက်တာနဲ့လာရောက်ကျဲချခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါရယ်ယနေ့မေလ15ရက်နေ့နက်9:40မိနစ်အချိန်အကြမ်းဖက်စစ်တပ်ဤမိထီလာမျိုးရှန်တဲလီတပ်မှတက်လာသည့်တိုက်လေရင်ကမင်းတပ်မျိုးနယ်အတွင်းရှိကျေးရွာတရွာကိုအကြမ်းမဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ် အလားတူမကွေးတိုင်းကံကောမျိုးနဲ့လာပိုကြေးရွာစာတင်ချောင်းကိုအကျန်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစာတင်ချောင်းဆောင်လုံးဝပျက်စီးသွားကြောင်းရောအလင်းတမ်းမှကိုပါကောင်းကတရင်ဌာနသို့ပြောကြားပါရယ် ယမန်နေ့မေလ14ရက်ည7:24မိနစ်ခန့်ကဂံကောမြို့နယ်လာပို့ကျေးရွာစတင်ကြောင်းကိုအကြံဖက်စက်ကောင်စီဤတရားဥလေတက်မှတက်လာသော MIG 29အမျိုးအစားလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာစတင်ကြောင်းဆောင်ခါလိမ်မကျိုးကျပျက်စီးသွားပြီးလူထိခိုက်မှုမရှိကြောင်းသိရပါတယ်။စတင်ကြောင်းဆောင်ခရီးစတင်ခန်းမှခါလေကနေကျိုးကျပျက်စီးသွားတာဘုံသီးပနလုံးလောက်ချသွားလဲတော့မသိရဘူး။စတင်ကြောင်းကတော့လုံးဝပျက်စီးသွားတယ်။အဲ့ဒီလောက်ပို့ရွာကဂံကောမြို့နယ်9မိုင်ကွာမှာရှိတာဆိုတော့အမ ငယ်ရင်စစ်ပေးရှောင်နေရတဲ့ရွာတရွာပါဟုရောအလင်းတန်းမှာကိုပါကောင်းကသတင်းဌာနသို့ပြောကြားပါတယ်။အကြံပတ်စစ်ကောင်စီလျင်သည့်တရားဦးလေးစိမ့်မှကဏီမျိုးနဲ့တောင်ပတ်ချမ်းတို့ပြန်တန်းကမင်းကင်းမျိုးနဲ့ကိုဖြတ်တန်း၍ကလေးမျိုးတောင်ပိုင်းကို၎င်းရင်းမာတဆင်အနောက်ဘက်အထိပြန်တန်းကအရှိအရက်တို့ပြန်လဲဝေးဝိုက်ပြန်တန်း၍လာဖို့ကြီးရွာစာတင်ကြောင်းကိုပုံကျဲချခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အကြံပတ်စစ်ကောင်စီတပ်ကတပတ်သက်အပြစ်ခတ်ရဲဆဲရေးကျင်းညာထားတော်လေပြည်သူလူထုနေထိုင်ရာခြေရွာများစာတင်ကျောင်းများဘာသာရေးအဆောက်အအုံများကိုပြစ်မှတ်ထားကလေကြောင်းပြေပုံကျဲတိုက်ခိုက်မှုများရှိသောကြောင့်ပြည်သူများအနေဖြင့်လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းများကိုလိုက်နာပေးကြရန်တော်လှန်ရေးအဖွဲ့အစည်းများကတိုက်တွန်းထားပါသည်။ကျမတဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။